ဒီကနေ့အောက်တိုဘာလ29ရက်နေ့မှာရရှိထားတဲ့ထူးခြားသတင်းတွေနဲ့နောက်ဆုံးရသတင်းတွေကိုပြောပြပေးဖို့သတင်းရယူတင်ဆက်နေတဲ့ DBB သတင်းထောက်မဝေဝေကို DBB Studio ကနေတိုက်ရိုက်ဆက်သွယ်မြင်ပြတော့မှာဖြစ်ပါတယ်။မင်္ဂလာပါမဝေဝေရေဒီကနေ့ရရှိထားတဲ့နောက်ဆုံးရသတင်းတွေကိုအရင်ဆုံးပြောပြပေးပါအောင်ရှင့်။ ဟုတ်ကဲ့ပါနောက်ဆုံးရသတင်းအနေနဲ့ကတော့ဗောနော်ဒီကနေ့မှာဒီတရုတ်ရဲ့ဂျောင်းဝင်စစ်ဆက်ညှိနှိုင်းမှုနဲ့အတူဗောနော်ဒီအနာသိန်းစစ်တပ်နဲ့ဒီတန်တန်လွတ်မြောက်ရေးတမတော်ဗောနော် TNN တွေကအပြစ်ခတ်ရစဲရေးသဘောတူညီမှုစာချုပ်မှာလက်မှတ်ရေးထိုးခဲ့ရဆိုတော့အဲအချက်အလက်လေးရှိပါတယ်အဲဒါကတော့ဒီအော်တိုဘာလ29 28နှစ်ရက်မှာပြုလုပ်ခဲ့တယ်ဗောနော်ဒီသဘောတူညီမှုကနေပြီးတော့ရရှိလာတဲ့ရလဲလဲဖြစ်ပါတယ်ဒီသဘောတူညီချက်အရဗောနော်ဒီ TNN တွေထိစုပ်ထားတဲ့နေမြေတွေဖြစ်တဲ့ဒီမိုးကုန်းနဲ့မိုးမိတ်ကအရှိရ TNN တွေတစ်ဖွဲ့ဝင်တွေကလည်းစုခွာပြေး မှာဖြစ်ပြီးတော့အဲဒီကနေ့ပေါ့နော်29ရက်နေ့ကနေစပြီးတော့နှစ်ဖက်တက်တွေကဒီရောက်တဲ့နေရာကနေပြစ်ခတ်ရဲရမှာလည်းဖြစ်တာဖြစ်ပါတယ်ပေါ့နော်အဲဒီထုတ်ပြန်ချက်ထွက်ရှိလာပြီးတဲ့အဲအချက်ချင်းမှာပဲပေါ့နော်ဒီ PDF အဖွဲတွေကလည်းထုတ်ပြန်ချက်တွေထုတ်ခဲ့တာရှိပါတယ်ဒါကတော့ဒီမန္တလေး PDF ကထုတ်ပြန်ချက်တစ်စောင်အရင်ဆုံးပြပြပေးပါမယ်အဲသူတို့အနေနဲ့ကတော့ပေါ့နော်ဒီတိုင်းသောမဟာမိတ်တဖွဲ့ဝင်နေတဲ့တော်လိုင်းအင်အားစုတွေအတူပူးပေါင်းပြီးတော့ပေါ့နော်တိဘက်ရရှိထိ ंछ ုပ်ထားနိုင်တဲ့ဒီမန္တလေးတဲကဒေတာတချို့ကိုပေါ့နော်သူတို့အနေနဲ့လက်မလွတ်ရရေးဒီဆက်လက်ထိ ंछ ုပ်ကောက်ွယ်သွားမယ်လို့လည်းဆိုထားပါတယ်အ အဲဒါအပြင်ဒီအနာရှင်အမြင့်ပြည့်ရေးကိုပေါ့နော်ဆက်လက်ဖော်ဆောင်သွားမယ်လို့လည်းဆိုထားပါဗျ။အဲနောက်ထပ်တစ်ဖွဲ့ကတော့ဒီမိုးကုတ်ဗျူဟာ PDF ကလည်းအထုတ်ပြန်ထားတာရှိရှိပါတယ်။ဒီမိုးကုတ်တော်လိုင်းအခြေပြုတစ်ဖွဲ့တွေနဲ့အတူပေါ့နော်တော်လိုင်းအဖွဲ့တွေနဲ့အတူဒီ Federal Democracy စီကိုဆက်လက်ချီတက်ပြီးတော့ဒီတော်လိုင်းအောင်မြင်ဖို့နောက်ဆက်အနာရှင်ပြုတ်ကျဖို့အတွက်ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ထုတ်ပြန်ထားတာရှိပါတယ်ရှင်။ဟုတ်ကဲ့ပါနောက်ထပ်ရရှိထားတဲ့ထူးခြားသတင်းတွေရှင်လင်းပြောပြပေးပါအောင်ရှင်။ ဟုတ်ကဲ့ပါထူးခြားသတင်းအနေနဲ့ကတော့เนาะဒီအခုတလောမှာပဲဒီရုပ်ရှင်ချစ်တဲ့ပြည်သက်တွေကြားထဲမှာလှုပ်လှုပ်ခက်ခက်ဖြစ်သွားတဲ့သတင်းလေးအကြောင်းကိုပြပြပေးချင်ပါတယ်။အာဒါကတော့ဒီစစ်တပ်ကပေါ့เนาะရွေးကောက်ပွဲအကြောင်းဝါရားဖြန့်ထားတဲ့ဒီဇလန်တိုမှာပအဝင်တရုတ်ဆောင်ထားကြတဲ့တရုတ်ဆောင်တွေနဲ့အဲသူတို့ဒီပအဝင်တရုတ်ဆောင်ထားတဲ့ရုပ်ရှင်ကားကြီးတွေနောက်ဇကားတွေကိုပေါ့เนาะ point call လုပ်ဖို့နောက်လူမှုရေးပြစ်ဒဏ် social punishment လုပ်ဖို့ဆိုတဲ့ဒီသတင်းလေးရှိပါတယ်။ဒါကတော့ဒီစစ်တပ်ကပေါ့เนาะဒီရွေးကောက်ပွဲအတွက်ဝါရားဖြန့်ထားတဲ့ဇလန်တိုမှာပေါ့เนาะဒီတရုတ်ဆောင်ထားတဲ့ အတရုတ်ဆောင်နေတိုးတို့နောက်နေဝင်းတို့မြင့်မြတ်တို့စားတဲ့ဒီတရုတ်ဆောင်တွေကပြင်းပြင်းထန်ထန်ဝေဖန်ခံနေရတာဖြစ်ပြီးတော့ဒီတိုင်းသားတရုတ်ဆောင်တယောက်ဖြစ်တဲ့ဒီနေတိုးကတော့ပေါ့နော်ပြင်းပြင်းထန်ထန်ဝေဖန်ခံနေရတဲ့အခြေအနေရှိပါတယ်အဲနောက်တစ်ခုကတော့ဒီနေနေဝင်းပေါ့နော်သူကလည်းအခုဒီသူတရုတ်ဆောင်ထားတဲ့ယုံကားကြီးပေါ့နော်ဗျောဒန်ဆွဲယုံတင်ကားကြီးကဒီထိုင်းနိုင်ငံကဒီမြို့တွေမှာလည်းပြသဖို့စီစဉ်ထားပြီးတော့အခုဆိုလို့ရှိရင်ဒီ boycott လုပ်တဲ့အစီအစဉ်အကြောင်းပေါ့နော်အခြေအနေတွေကြောင့်ပဲဒီထိုင်းနိုင်ငံမှာပြသနေတဲ့ရုပ်ရှင်ကားကြီးကဒီပြည်သက်လာရောက်ကြည့်ရှုမှုမရှိဘူးဆိုတော့အခြေအနေ နေတွေလည်းကြားသိရတာရှိပါတယ်။အဲပြီးတော့ဒီရုပ်ရှင်ကားကြီးကိုပေါ့နော်ပရိုမိုးရှင်းလုပ်ပေးကြတဲ့အဲဒီထိုင်းနိုင်ငံမှာရှိတဲ့ဒီစားတောက်ဆိုင်တွေနောက်လူပုတ်ကိုတွေပေါ့နော်သူတို့ကိုလည်းဒီပြောဆိုဝေဖန်တာတွေရှိတဲ့အတွက်ကြောင့်သူတို့အနေနဲ့ဒီပရိုမိုးရှင်းဗီဒီယိုဖိုင်တွေကိုဖြုတ်ချတာပြန်လည်တောင်းပန်တာတွေလည်းလှုပ်ဆောင်နေတာတွေ့ရပါတယ်။ဒါဒီအတွက်ကြောင့်ပေါ့နော်ဒီဒေါ်လန်ရေးဘက်ကဒီဘွိုင်ကော့လုပ်တာအခြေအနေတစ်ခုထိအောင်မြင်တယ်ဆိုတဲ့အချက်လက်တွေလည်းတွေ့ရပါတယ်။အဲဒါအပြင်ခုနကဒီဝါရဖြန့် အဲဇလန်တိုမှာပါဝင်ထားတယ်ပေါ့နော်တရုတ်ဆောင်အေးချမ်းမောင်ဒီတရုတ်ဆောင်ထားတဲ့ music video ဆိုလို့ရှိရင်လည်းမကြည့်ဘူးပေါ့နော်ဒီ share ရတာရှင်လည်းဖြုတ်ချဖို့ဆိုတာတွေကိုဒီပြည်သက်တွေကြားမှာအချင်းချင်းအဲတိုက်တွန်းနှိုးဆော်နေရတာရှိပါတယ်အခုဆိုလို့ရှိရင်ဒီ wine court လောက်တာတွေနောက် social punishment လို့ခေါ်တဲ့လူမျိုးရေးပြစ်ဒဏ်လောက်တာတွေကဒီပြည်သက်တွေကြားမှာပေါ့နော်တွင်တွင်ကျကျဖြစ်လာတာကိုလည်းတွေ့ရတာ တွေ့ရတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီအာနာသိန်းခါစဒီ2021လောက်ကလေးကပေါ့နော်ဒီ social punishment တွေဝိုင်းကော့လုပ်ဖို့ဆိုတာတွေကိုတော်လိုင်းရင်အားစုတွေဘက်ကဒီနှိုးစော်တာတွေရှိခဲ့ပေမဲ့ဒီအတော်လိုင်းရအချိန်ကြာလာတာနဲ့အမျှပေါ့နော်လူလူကမွန်ချက်မှုတွေနဲ့အတူဒီရုပ်ရှင်တွေကိုယုံနေမှာတော့ပြန်ကြည့်တာနောက် music video တွေကိုအားပေးတာနားထောင်တာအဲဒါမျိုးတွေကိုလုပ်လာတယ်ပေါ့နော်အဲဒါဒီအတွက်ကြောင့်ပဲဒီအမှုပညာရှင်တွေဟာဆိုလို့ရှိရင်ဒီစစ်တပ်နဲ့ပေါ်ပေါ်တင်တင်တိတိတတ်တာပူးပေါင်းပြီးတော့စစ်တပ်ကို ထောက်ကူပြီးတော့ဝါရဖြန့်ပေးတာတွေကိုသူတို့အနေနဲ့လှုပ်လာတယ်လို့ဆိုပါတယ်။အဲဒီတွဲကြောင်ပဲပေါ့နော်။ဒီတစ်ခေါက်မှာတော့ဒီ social punishment နေ boycott တွေကိုပေါ့အဲထိထိရောက်ရောက်နဲ့ရေရှည်လုတ်သွားဖို့ဆိုတာတွေကိုတော်လိုင်းအင်အားစုတွေကတိုက်တွန်းနေကြပါတယ်။အဲရပတ်အဖွဲ့တွေရောပေါ့နော်။အဲဒါအပြင်ကိုပဲခုနပြောခဲ့တဲ့ဒီဝါရဖြန့်ရုပ်ရှင်မှာပအဝင်တရုတ်ဆောင်ထားကြတဲ့တရုတ်ဆောင်တွေအားလုံးကိုလည်းဒီထိထိရောက်ရောက်အရေးယူသွားမယ်ဆိုတာမျိုးတွေကိုမြို့ပြတော်လိုင်းအင်အားစုတွေကတည်ယုံဝင်စာတွေထုတ်ပြီးတော့အဲထုတ်ပြန်နေတာတွေကြေညာနေတာတွေလည်းရှိပါတယ်ရှင်။ ုတ်ကဲ့ပါအခုလိုပြောပြပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ဆက်လက်ပြီးသတင်းတွေကိုတင်ဆက်ပေးပါမယ်